တရုတ်နိုင်ငံမှာအပျော်စီးလှေလေးစီးတိတ်မှောက်ရာက လူ၁၀ဦးသေဆုံးပြီးအယောက်80လောက်ဆေးရုံရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းကမြစ်တခုထဲမှာရုတ်တရက်လေပြင်းတွေတိုက်ခတ်ရာကအပျော်စီးလှေတွေတိတ်မှောက်ကုန်တာလို့တရုတ်ဆိုရမီဒီယာတွေကဖော်ပြပါတယ်။ကွေကျိုးဒေသတွေကမြစ်တစ်စင်းမှာအလုတ်သမားနေအားလက်ရက်ကာလအတွင်းလေပတ်ကြတဲ့ခရီးသွားတွေများပြနေချိန်မေလ၄ရက်နေ့ကလေပြင်းတွေတိုက်ခတ်ခဲ့တာပါ။ဒီဖြစ်စဉ်မှာလူ84ယောက်လောက်မြစ်ထဲပြုတ်ကျခဲ့ပါတယ်။ စုစုပေါင်းကယ်ဆယ်နိုင်ခဲ့သူ84ယောက်ထဲမှာအယောက်80လောက်ကိုဆေးရုံတင်ပို့ထားပေမဲ့အသက်အန္တရာယ်စိုးရင်ရသူတော့မရှိဘူးလို့ဆိုပါရယ်လှေတွေတိမ့်မှောက်တဲ့သတင်းကိုလက်ခံရရှိခဲ့တဲ့နောက်ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေကအင်းအား900နီးပါးလောက်ကိုဆေးလွှတ်ခဲ့ပါရယ်အစောပိုင်းမှာတရုတ်သမ္မတရှီကျင်းဖင်ကပျောက်ဆုံးနေသူတွေကိုအစွမ်းကုန်ရှာဖွေဖို့နဲ့အလားတူအခြေအနေတွေထပ်မကြုံအောင်လုံခြုံရေးစံနှုန်းတွေပုံမတင်ကြပ်ဖို့ညွှန်ကြားခဲ့ပါရယ်အထူးသဖြင့်လူစီကားတဲ့နေရာတွေနဲ့ ကဘာလက်ခရီးသွားဧရိယာတွေမှာမတော်တဆမှုတွေပိုများလာတာကိုအလေးထားကင်တွယ်ဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုရှီကအမိန့်ပေးခဲ့ပါတယ်ရှင်